ဝင်းမြူရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ့်ဆေးကဒီဆေးပါပဲခင်ဗျာအမိုင်လိုက်စီထိုးဆေးအမိုင်နိုအက်ဆစ်များဗီတာမင်များဓာတ်စာများပါဝင်သောပစ္စည်းများ1မီလီလီတာလင်ပါဝင်မှုဂလူးကို့စ်မိုနိုဟိုက်ဒရိတ်250မီလီဂရမ်ပိုတက်ဆီယမ်ဂလိုရိုက်1000မိုက်ခရိုဂရမ်ဆိုဒီယမ်အက်ဆီတိတ်ထရိုင်ဟိုက်ဒရိတ် တရေတိုင်း2500မိုက်ခရိုဂရမ်အဟစ်တဒင် HCI မိုနိုဟိုက်ဒရိတ်50မိုက်ခရိုဂရမ်အမက်တီယိုနင်50မိုက်ခရိုဂရမ်အထရီပါတိုဖန်50မိုက်ခရိုဂရမ်အစစ်တင် HCI မိုနိုဟိုက်ဒရိတ်50မိုက်ခရိုဂရမ်အဒရီယိုနင်100မိုက်ခရိုဂရမ် AI ဆိုလူစင်50မိုက်ခရိုဂရမ် ARG နဲ့ HCI 125မိုက်ခရိုဂရမ်အဖီနိုင်အလနဲ့150မိုက်ခရိုဂရမ်အဗေလင်250မိုက်ခရိုဂရမ်အလိုင်စင်မိုနိုဟိုက်ဒရိုဂလိုရိုက်150မိုက်ခရိုဂရမ်အလူစင်200မိုက်ခရိုဂရမ်မိုနိုဆိုဒီယမ်ဂလူတမိတ်စင်ကြယ်စွာ200မိုက်ခရိုဂရမ်ကယ်လ်ဆီယမ်ဂလိုရိုက်ဒိုင်ဟိုက်ဒရိတ်850မိုက်ခရိုဂရမ် มกนีเซียมซัลเฟตทริไฮเดรตเดทาไมโครกรัมวิตามินบีเนรีโบฟลาวินเนยไมโครกรัมดีปันโดดีโนเนยงาเซไมโครกรัมวิตามินบีเซเนตุญาตัตมาเนงาไมโครกรัมปิริโดเซเอชซีไองายาไมโครกรัมนิโกตินาไมคุณธรรมงายาไมโครกรัมไตยามีเอชซีไองายาไมโครกรัม ်ထူးခြားချက်များအမိုင်းလိုက်စီထိုးစေးသည့်ရေတက်ခန်းခြောက်ပြီးအာနေလွန်သောတရိษံများအားပံပိုးကူတရန် အကူအညီတရက်ဖြစ်သည့်ဝမ်းပြက်ဝမ်းလျှောခြင်းနှင့်အန်ဂျင်တို့တွင်လည်းအသုံးပြုနိုင်ပြီးပစက်မတစ်ဆင့်မတိုက်နိုင်သည့်အရေးပေါ်အခြေအနေများတွင်အထူးအသုံးဝင်သည်အမိုင်းလိုက်စီထိုးစေးရှိအမိုင်းနိုအက်ဆစ်များသည့်သွေးပရိုတင်းများဖွဲ့စည်းရန်အတွက်အဆင်သင့်ရရှိရန်သွေးနီယူများဖြစ်ပေါ်ရန်ဟော်မုန်းများနှင့်ကိုယ်ခံအားကောင်းစေရန်အတွက်လိုအပ်ပါသည် အမိုင်းလိုက်စီထိုးစေးတွင်စွန့်ရင်ထုတ်လို့ရန်ဂလူးကိုစ်ဒက်စထရိုးစ်ဆုံးရှုံးသွားသောခန္ဓာကိုယ်စားဓာတ်များကိုအစားထိုးရန်ဓာတ်စားများနှင့် အင်ဇိုင်းများဖွဲ့စည်းမှုကို ပြန်လည်ကောင်းမွန်စေရန်ဗီတာမင် B အုပ်စုပါဝင်သည်အမိုင်းလိုက်စီထိုးစေးသည်ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုများနှင့် အာဟာရများဆုံးရှုံးမှုကိုလျှော့ချရာတွင် အထောက်အကူပြုကြောင်းတက်တည်ပြခဲ့ပြီး အထူးသဖြင့်အပူပိုင်းနှင့်အပူပိုင်းဒေသများတွင်တည်ယူပို့ဆောင်ရာတွင်အသုံးဝင်သည် အမိုင်းလိုက်စီထိုးစေးသည့်အစာစားနှုန်းနှင့်ပဇက်မတဆင့်တောက်သုံးရသည့်တစားရည်များစိုးယူမှုကိုမြန်ဆန်စေနိုင်သည်အသုံးပြုရညွန်းစာ ရေတက်ခန်းချောက်ခြင်းတစားမညီမျှခြင်းနှင့်သွေးရင်းပရိုတင်းနေခြင်းတို့ကြောင့်အားနည်းသောတရိစံများအတွက်ပံ့ပိုးအရေးကူထုံးတစ်မျိုးအဖြစ်အသုံးပြုသည် အစာစားခြင်းစိတ်မရှိခြင်း anorexia ပြင်းထန်သော ရေဓာတ်ခန်းခြောက်ခြင်းထိခိုက်ဒဏ်ရာရခြင်းသွေးထွက်လွန်ခြင်းချွေးထွက်လွန်ခြင်းပင်ပန်းအားကုန်ခြင်းအန်ခြင်းအပြားရှိခြင်းအစာခြေလမ်းကြောင်းရောင်ရမ်းခြင်းဥရောင်ခြင်းနှင့် နာလန်ထူဆအချိန်တို့တွင်အသုံးပြုနိုင်သည်အသုံးပြုနည်းနှင့်ပမာဏသွေးကြောထဲသို့ဖြင်းညင်းစွာအရေပြားအောက်သို့မဟုတ် ဝမ်းမိုက်ကောင်းအတွင်းသို့ထိုးနိုင်သည်ထိုးခြင်းမပြုမီဆေးရည်ကိုခန္ဓာကိုယ်ပူချိန်ထိနှွေးထားပါ နွားမြင်းကိုလေးချိန်5ကီလိုဂရမ်လျင်၁၂မီလီလီတာအထိအသုံးပြုနိုင်သည် ခွေးကြောင်ကိုလေးချိန်5ကီလိုဂရမ်လျင်6မီလီလီတာအထိအသုံးပြုနိုင်သည်ဝတ်နွားကလေးကိုလေးချိန်5ကီလိုဂရမ်လျင်6မီလီလီတာအထိအသုံးပြုနိုင်သည်သိန်းစင်းနေ6တွေ့အေးမြတော့နေရာတွင်သိမ့်စီပါ နေရောင်တိုက်ရိုက်မထိပါစေနှင့် ဝင်းမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာမတနိုင်တပိုင်းဝက်မွေးမြူရေးမွေးမြူရေးညီကိုများစိတ်နှစ်သက်ပါက Like follow subscribe လေးလို့တွားပေးပါအောင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ